မင်္ဂလာပါရှင်။ဘာမခိတ္တတရင်ဌာနဤထိတ်တန်းတရင်များကိုတင်ဆက်ပေးပါမယ်။အခုတင်ဆက်ပေးမယ့်တရင်ကတော့ NUG မှစကိုင်းတိုင်းဝင်ကြီးချုပ်ခန့်အပ်တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အညာဒေသရှိအမျိုးသားညီညွတ်ရေးအစိုးရထိန်းချုပ်နေမည်များတွင်ရန်သူဤအားနည်းဆုံးနေရာများကိုနှစ်ဆတို့၍တိုက်ခိုက်လာမှုနှင့်အတူမကြာမီထိုးစစ်ကြီးတရက်ထွက်ပေါ်လာနိုင်မည်ဟုလေလာသူများကခံမှန်းနေကြပါတယ်။ နိုင်ငံရေးလိလသုံးသက်သူတအူကကံဘလူမြို့နယ်အတွင်မချာမီကဖြစ်ပွားခဲ့သောတိုက်ပွဲများတွင်စစ်ကြောင်းတစ်ခုလုံးဖျို့ဖျက်နှင့်တက်ပြတ်သွားခဲ့သည့်အထိအင်အားအသာဖြင့်တိုက်ခိုက်နိုင်ခဲ့သည်ဟုထောက်ပြခဲ့ပါသည်။ NUG သည်တိုင်းသားမဟာမိတ်တပ်ဖွဲ့များ၏ပံ့ပိုးမှုနှင့်ထိုးစစ်ကြီးတရက်ဆင်နွှဲလာခဲ့လျင်စစ်ရေးအခြေအနေသည်တိတိတတ်တာပြောင်းလဲသွားမည်ဟုဆိုပါသည်။ရွှေကောက်ပွဲမတိုင်မီတိုက်ပွဲများဆက်လက်ပြင်းထန်လာနေသည့်နှင့်အမျှတမူထူးခြားသောဖြစ်စဉ်တရက်အဖြစ်အမျိုးသားညီညွတ်ရေးအစိုးရ၏စကိုင်းဖက်ထရယ်လွှတ်တော်၏ 6ကြိမ်မြောက်ပုံမှန်အစည်းအဝေးမှာစကိုင်းမဲဆန္ဒနဲ့နေမြေအမှန်တက်မှာရွေးကောက်တင်မြောက်ထားရသည့်ဦးစိုးဦးအောင်စကိုင်းဒေသကြီးဤဂျာကာလာဝန်ကြီးချုပ်အဖြစ်ခန့်အပ်လိုက်သည်ဟုသိရပါသည်ဤဒီကတော်လရဲ့အတွက်မဟာဗျူဟာအရာအရေးပါဆုံးနေမြေတွင်ပြည်သူများဦးဆောင်မိဖက်ဒရယ်စနစ်နှင့်ဒေသတွင်းရှိတော်လရဲ့အဖွဲ့များ၏လုံပိုင်ခွင့်အာဏာကိုဥပဒေနှင့်အညီဖျာထမ်းပေးလိုက်ခြင်းပင်ဖြစ်ပါသည်။ကရင်နီနှင့်ချင်းဒေသများတွင်လည်းအလားတူအုပ်ချုပ်ရေးအဖွဲ့များကစီမံခန့်ခွဲနေကြပြီဖြစ်ပါသည်။ရေဦးမဲဆန္ဒနေမြေအမှန် နှစ်မှာဦးမြင့်ထွေးအားလွတ်တော်ဥက္ကဋ္ဌကောလင်းမဲဆန္ဒနယ်မြေအမှတ်၁မှာဒေါ်ဖြူဖြူဝင်းအားဥက္ကဋ္ဌအဖြစ်၎င်းရွေးချယ်တင်မြှောက်ခဲ့ကြပါတယ်။ဝင်ကြီးအဖွဲ့ဝင်များကိုလည်းဆက်လက်ခန့်အပ်သွားမည်ဟုသိရပါတယ်။စေအုပ်စုဘက်ကတော့ရွေးကောက်ပွဲကိုနိုင်ငံတကာမှအတိအမှတ်မပြုဖာတိဖာတာသဘောထားညီမှုများကြောင့်အရှက်တကွဲဖြစ်နေရခြင်းတွင်ကြားဖြန့်ကိုင်းများလက်ခံထားမှုများဘူးပေါ်သလိုပေါ်လာခဲ့ပြန်ပြီးရွေးကောက်ပွဲနီးမှအရှိုက်ထိုးခံရသလိုဖြစ်လာခဲ့ပါတယ်။ အမေရိကန်မှာ strike force ဖွဲ့စည်းလာမှာမေအောင်လိုင်ကအမျိုးသားရေးတာဝန်ဖူ၍၎င်းစောချစ်သူမှအပိသက်စစ်ပွဲဖူ၍၎င်းလက်သီးလက်မောင်းတန်းလာကြခြင်းသည်ရှက်စရာမကောင်းပေလောအရင်ကဘာလုပ်နေကြသလဲဟုမေးစရာဖြစ်လာရသည်ယခုမှမြောက်ဝတီတွင်ဘဒူအုံဒုံးနဲ့ထိုးသည့်အလားလူများရုပ်ရုပ်တဲတဲဖြင့်ပြေးချလွှားချဖြစ်နေကြသည်အေယာဝတီတရင်တွင်မူ VGF မှ၎င်းတို့၏တနည်းဝေစုတဲမှတဝက်ဖြစ်သောဒေါ်လာ195တန်းကိုစေအုပ်စုထံထွေးပြောင်းပေးခဲ့ကြောင်းတရင်များထွက်ပေါ်နေသည်ဟုရှင်းတာထားသည် ။စောချစ်သူသည်တရုတ်ဆယ်လီမင်းသားပြန်ပြီးဆွဲခံရပြီးနောက်အုတ်အော်တောင်းနှင်းဖြစ်လာချိန်2025မလတွင်လည်းယခုလိုပင်လက်သီးလက်မောင်းတန်းခဲ့ပြီးဖြစ်သည်။ယခုအခါစောချစ်သူသည် မေအောင်လိုက်ညွှန်ကြားမှုဖြင့်စိတ်မပတပါဖြင့်တမ22ဖြင့်ပူပေါင်း၍ရွှေကုတ်ကိုအားဖြိုခွင်းရန်သဘောတူလိုက်ရပြီးဒီတစ်ကြိမ်တော့အလေးအနက်လုံးချလိုက်မည်ဟုထိုင်းဘက်ကယူဆနေသည်ဟုနေရှင်းသတင်းစာတွင်ရေးသားချပါတယ်။လက်ရှိတွင် နေသားကို BTF ကဖိတ်ထားသည် တရုတ်နိုင်ငံသားများနှင့်ခေါင်းဆောင်များကိုမူလူရကျွရတို့ရွှေ့ပြောင်းပေးထားသည်ဟုသတင်းများကဆိုပါရယ်အစအဦးများကိုမူဖျက်ဆီးပြင်မည်မဟုတ်ပေအိုးအိမ်မဲများပြန်လည်နေရာချထားပေးရင်အခြားဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်ဆက်၍အသုံးပြုသွားမည်ဟု BGF ပြောခွင့်ရဒုဗိုလ်မှူးကြီးနိုင်မောင်စောကထိုင်းသတင်းမီဒီယာကိုပြောခဲ့သည်ဟုတရင်သတင်းပြန်ကြားရေးဌာနသတင်းတွင်ပါရှိလာပါရယ် စေအုပ်စုအမျိုးသားရေးတာဝန်ဆိုသည့်ကအလဲအပြောင်းတစ်ခုဖြစ်လာမည်မဟုတ်ပေပြင်ပဝေဖန်မှုများကိုလောလောဆယ်ချွေးသိမ့်ရန်ရည်ရွယ်သည့်ထိန်းချုပ်ထားသော ပြကွက်တစ်ခုသာဖြစ်နိုင်သည်ဟုအားလုံးကသုံးသပ်ထားပြီးဖြစ်ပါသည်ဤသို့ပင်ဖြစ်စီအမေရိကန် e-strike ဖို့ဖွဲ့စည်းလိုက်ပြီးဆိုသောသတင်းတစ်ပုဒ်သည်မိများထိတက်ရောက်မှုရှိနေသည်ကိုအားလုံးကတအံတအောတွေးလာခဲ့ကြရသည်ပြည်သူတို့ဤတရားသောစစ်မုတ်ချအောင်ရမည်စစ်တပ်ရွေးကောက်ပွဲကိုနိုင်ငံတကာကဘာပြောလဲ ာနာသိန်းစစ်တပ်ကယခုနှစ်ကုန်မှကျင်းပမယ်ဆိုတဲ့ရွေးကောက်ပွဲအပေါ်နိုင်ငံတကာမှအဆိုအရကုလသမဂ္ဂမှတာဝန်ရှိသူအထွေထွေမှတ်ချက်တွေကိုစူးစီးတင်ဆက်လိုက်ပါတယ်။ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီရိုဂူတာရက်စ်ဒီစစ်ကောင်စီရဲ့ရွေးကောက်ပွဲတွေလွတ်လပ်ပြီးတရားမျှတမယ်လို့ဘယ်သူကမှယုံကြည်ရလို့ကျွန်တော်မထင်ပါဘူး။ဒီရွေးကောက်ပွဲတွေကမြန်မာပြည်ပြည်ထောင်စုရဲ့အဖြစ်ကိုထုတ်ပေးနိုင်လိမ့်မယ်လို့လည်းဘယ်သူကမှယုံကြည်ရလို့ကျွန်တော်မထင်ပါဘူး။ ဒီအချိန်ကလူသားချင်းစာနာမှုအကူအညီတွေတိုးမြှင့်ပေးဖို့လိုအပ်နေတဲ့အချိန်အကြံဖတ်မှုတွေရပ်တန့်ရမယ့်အချိန်တစ်ချိန်တည်းမှာအယက်သားအုပ်ချုပ်မှုစီဦးတည်တဲ့နိုင်ငံရေးဆိုင်ရာဆင်ကဲပြောင်းလဲမှုနဲ့အခြေခံဥပဒေနဲ့အညီဖွဲ့စည်းထားတဲ့အစိုးရကိုလေးစားဖို့လမ်းခင်းပေးရမယ့်အချိန်ဖြစ်ပါတယ်။လူခွင့်ရေးဆိုင်ရာမဟာမင်းကြီးဖော်ကာထရန်ဒီအချိန်တွေအောက်ကနေရွေးကောက်ပွဲတွေကျင်းပမယ်ဆိုတာစဉ်းစားလို့ကိုလိုက်မမီနိုင်ဖြစ်ရပါတယ်။ရွေးကောက်ပွဲတွေလွတ်လပ်တရားမျှတပါတယ်လို့ဘသူကများဘလို့ပြောနိုင်မလဲ။ ဘသူထိန်ချုပ်မှုအောက်မှာမှမရှိတဲ့တိုင်းပြည်ရဲ့နေရာတော်တော်များများကိုသူတို့ဘယ်လိုများရွေးကောက်ပွဲကျင်းပနိုင်မလဲစစ်တပ်ကိုယ်တိုင်ကပြိပခတဲ့ပါဝင်ပတ်သက်ပြီးကိုပြည်သူကိုနှစ်ပေါင်းများစွာဖိနှိပ်နေပြီးဘယ်လိုများရွေးကောက်ပွဲကျင်းပနိုင်မလဲမြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးအစီရင်ခံစာတင်သွင်းသူ Trent M. Ju ဒီရွေးကောက်ပွဲတွေကအတူအောင်ဖြစ်ပါတယ်ဆိုတာကျွန်တော်ပြောနိုင်သမျှရှင်းရှင်းလင်းလင်းပြောကြားခဲ့ပါတယ်ဒီရွေးကောက်ပွဲတွေကအလိမ်ညာတွေပါအတိုက်ခံနိုင်ငံရေးကောင်းဆောင်တွေဖန်စီခံထားရထိမ့်သိမ်းခံထားရ အကျဉ်းချခံထားရညှဉ်းပန်းနှိပ်စက်ခံရချိန်မှာဘလို့မှလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကိုခင်ဗျားတို့ရရှိမှာမဟုတ်ပါဘူး။နယူးဇီလန်နိုင်ငံသားရေးဝန်ကြီးဝင်းစတန်ပီတာမြန်မာစစ်ကောင်စီရဲ့ရွေးကောက်ပွဲတွေနဲ့ပတ်သက်လို့အလွန်အမင်းစိုးရိမ်ကြောင်းဒီလွတ်တော်မှာပြောကြင်ပါတယ်။လက်ရှိအစီအစဉ်တွေဟာလွတ်လပ်မှုမရှိသလိုတရားမျှတမှုလည်းမရှိပါဘူး။နောက်ပြီးရေရှည်တည်တဲ့ငြိမ်းချမ်းရေးစီလည်းဥတည်မနေပါဘူး။ရွေးကောက်ပွဲအစီအစဉ်တွေနဲ့ပတ်သက်လို့ထင်းထင်းရှားရှားအပြစ်အနာစာတွေရှိနေတာပဲ။ မဲဆာရွက်တွေမှာစစ်မှန်တဲ့အတိုက်ခံနိုင်ငံရေးပါတီတွေမရှိနေဘူး။နောက်ပြီးရွှေကောက်ပွဲအပေါ်အများပြည်သူဝေဖန်မှုကိုလည်းရာဇဝတ်မှုအဖြစ်ဖိနှိပ်တဲ့ဥပဒေတွေကိုလည်းပြဋ္ဌာန်းထားတယ်။ဒီလိုအခြေအနေတွေအောက်မှာပြုလုပ်ဖို့စီစဉ်ထားတဲ့ရွှေကောက်ပွဲတွေဟာအများယုံကြည်မှုရရှိမှာမဟုတ်ပါဘူး။စင်ကာပူနိုင်ငံဂျာယီဝင်ကြီး Vivian Balakrishnan ချက်ချင်းဦးစားပေးရမှာကအကြံဖတ်မှုတွေလျှော့ချဖို့လူသားချင်းစာနာမှုအကူအညီပေးနိုင်ဖို့နဲ့ထွေးဆောင်ဆွေးနွေးရေးအခြေအနေတွေဖန်တီးပေးဖို့တွေဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလုံခြုံရေးနဲ့အားလုံးပါဝင်မှုတွေကလာမယ့်ရွေးကောက်ပွဲတွေရဲ့အခြေခံအုံမြင့်ဖြစ်ရပါမယ်။ဂျာမတာရလကအများလက်ခံယုံကြည်မှဖြစ်ပြီးမြန်မာပြည်သူတွေရဲ့ဆန္ဒကိုထင်ဟပ်မှာပါ။ဆက်လက်ပြီးနေပြည်တော်တက္ကသိုလ်နဲ့စကိုင်းမြို့နယ်တို့တွင်စစ်ကြောင်းနှင့်လှည့်ကင်းကားကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှဆန္ဒဦးတည်ဆုံးပြီးကားတစ်စီးကိုမီးရှို့ရှင်းလင်းနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ နေပြီးတော့တကုံမြို့နယ်အမြန်လမ်းမိုင်းတိုင်း241ဘက်သို့ဆုတ်ခွာလာသောစစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်သား၅ဦးသေဆုံးခဲ့ကြောင်းမြို့တင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ9ရက်နေ့နနက်8:40မိနစ်ခန့်အချိန်နေပြီးတော့တကုံမြို့နယ်ရတနာမြေကြီးပါဘက်မှအမြန်လမ်းမိုင်းတိုင်း241ဘက်သို့ဆုတ်ခွာလာသောအင်အား40ခန့်ပါစစ်တပ်စစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့များကလမ်းပိုင်းတစ်နေရာတွင်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ ထို့သောမိုင်းဆွဲတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်တပ်မှ5ဦးသေဆုံးက9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးသေဆုံးသူများနှင့်ဒဏ်ရာရရှိသူများကိုနွားလည်းနှစီဖြင့်ထည့်ဆောင်သွားကြောင်းအဆိုပါတိုက်ခိုက်မှုကမြို့သိမြို့နယ်ပြည်သူ့ကောက်ခွဲရေးအဖွဲ့ကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော်လန်ရေးရေးပေါ်များအထိကမရှိပြန်လည်ဆုတ်ခွာနေခဲ့ကြောင်းသိရပါတယ်။အလားတူသကိုင်းမြို့နယ်ကန်တလူတိုးကိတ်မှထွေးအုပ်ဆက်ရေး ကျော်ရဲလွင်အပါဝင်စစ်သားများလိုက်ပါလာသောကင်းလေကားကိုပြစ်ခတ်တိုက်ခိုက်ရာစစ်သားခွနဲ့ဦးပွဲချင်းပြီးတေဆုံခဲ့ကကားကိုမိရှုရှင်းလင်းခဲ့ကြောင်းလင်းယုံကြီးနောင်ပျောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။အော်တိုဘလ28ရက်နေ့ည8:25မိနစ်ခန့်အချိန်စကိုင်းမြို့နယ်ကန်တလူတိုးခိတ်မှပြည်သူများကိုဖမ်းဆီးငွေညစ်တောင်းခံနေသောထွေအုပ်စရေးကျော်ရဲလွင်နှင့်စစ်သားများလိုက်ပါလာသောကင်းလေကားကိုစကိုင်းမုံရွာလမ်းရှိစကိုင်းတက္ကသိုလ်အနီးတွင်တော်လန်ရဲရဲဘော်များကပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ ထိုတိုက်ခိုက်မှုအတွင်ထွေးအုပ်စရေးကျော်ရဲလွင်အပါဝင် စုစုပေါင်း9ဦးသေဆုံးခဲ့ကြောင်းတိုက်ခိုက်မှုဖြစ်ပွားနေစဉ်စကိုင်းတက္ကသိုလ်နှင့်တပ်မ33မှစစ်သားများကအိမ်စီးကဆက်နက်စီးဖြင့်စစ်ကူပေးရန်ရောက်ရှိလာသောကြောင်းလက်ကင်ကားကိုမိရှုရှင်းလင်းပြီးတော်လန်ရဲရဲဘော်များပြန်လည်ဆုတ်ခွာခဲ့ကြောင်းသိရပါသည်။လက်ကင်ကားပေါ်ပါလာတဲ့ကောင်အားလုံးသိတဲ့ကားပါမိရှုဖြစ်စီခဲ့တာစစ်ခွေးခွနဦးကနေရာတွင်ပွဲချင်းပြီးတည်ဆုံနေပြည်သူကိုစန့်ကျင်တဲ့သူအားလုံးကိုကျွန်တော်တို့ကအချိန်မရွေးတိုက်ခိုက်သွားမှာပါသူတို့ပြောခဲ့တဲ့စကားလိုပဲ တည်ရတဲ့ကောင်ဖြစ်သူကိုစန့်ကျင်လိုက်လို့ကျွန်တော်တို့ကပြန်ပြီးပြောချင်ပါတယ်ဟုလင်းယုံကြီးနောင်ပျောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုလင်းယုံကြီးနောင်ပျောက်ကြားတပ်ဖွဲ့မှတော်လှန်ရေးရဲဘော်များကလှုံ့ဆော်ခဲ့ခြင်းဖြစ်ပြီးအထူးကံရှိပြလဲစုခွာနိုင်ခဲ့ကြောင်းသိရပါတယ်